မင်္ဂလာပါရှင်ခသစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အပြင်းရစာချုပ်ကိုချိုးဖောက်ခံနေရတယ်လို့စက္ကန့်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လေကြောင်းမှပုံချင်းနေတဲ့စက္ကန့်စီက၎င်းတို့အပြင်းရစာချုပ်ကိုချိုးဖောက်ခံနေရတယ်လို့စက္ကန့်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရယ်။ အပြင်းရပ်ပြီးလို့ကြီးညာပြီးရဲ့နောက်လေးချောင်းမှဇက်တိုက်ပုံချင်းနေပြီးစစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေတဲ့စစ်ကောင်စီကအပြင်းရစာချုပ်ကိုချုပ်ပေါက်ပြီး၎င်းတို့ကိုတော်လိုင်းတက်တွေကဝိုင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။၎င်းတို့ရဲ့ပုံပေါ်မှာတပ်ဌာနချုပ်နှစ်ခုကို KIA က EP3 ရက်နေ့ညနေပိုင်းမှာစိန်ပြောင်းနေပြစ်ခတ်ခြင်းပုံပေါ်တက်ကတူအနည်းရှင်း စစ်ကောင်စီတပ်ကိုလည်းကရင်ကတိုက်ခိုက်ခဲ့ပြီးရှမ်းမြောင်နောင်ချုံမြို့နယ်တောင်ခန်းရှင်စစ်ကောင်စီလုံခြုံရေးစခန်းကို KNTNL နဲ့ PDF တပ်တွေကလာရောက်ပစ်ခတ်တိုက်ခိုက်တယ်လို့ပို့ချုပ်စော်မင်းထွန်းကဆိုပါတယ်။ KNPB ကလည်းဘာဆောင်မှရှိရတဲ့တပ်ဌာနချုပ်ကိုလာရောက် စ်ခတ်ခြင်း AA ကလည်းအရာရီတိုင်းဘက်မှာလုံခြုံရေးနေရာယူထားတဲ့နေရာတွေကိုလာရောက်ပစ်ခတ်ခဲ့ပြီး KNU ကလည်းကတိုင်တီစခန်းကိုလာရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်ဆောင်မင်းထွန်းရဲ့ပြောဆိုချက်တွင်ရာစစ်ကောင်စီက၎င်းတို့တပ်စခန်းတွေကိုတိုက်ခိုက်လာတာကြောင့်ပြန်လည်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့အပြည်လာလေးရဲ့နေထုတ်ပြန်ချက်မှာအင်အားပြင်းငလင်လောက်ခတ်ပြီးပြည်သူများဖိတင်နေချိန်မှာစစ်ကောင်စီကမြန်မာနိုင်ငံတဝန်လေးချောင်းတိုက်ခိုက်မှု48ကြိမ်ပြုလုပ်ခဲ့ပြီးတေဆုံးသူ60တအုပ်နဲ့ဒဏ်ရာရသူ49ဦးရှိတယ်လို့ဆိုပါတယ်။ ဒါအပြင်မြန်မာနိုင်ငံတဝန်းမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှု15ကြိမ်ပြုလုပ်ခဲ့ပြီးတိစုံသူ9ဦးနဲ့ဒဏ်ရာရသူ18ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာအပြင်းရစာချုပ်ကိုထိုးဖောက်နေတယ်လို့နှစ်ဖက်ပြန်လည်ဆွဆွဲပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီကလင်းလီကျောင်းတိုက်ခိုက်မှုတွေဇဒိုင်လုပ်နေပါတယ်။နောက်ထပ်တပုတ်အနေနဲ့ပြည်သူတွေကငိုရိုရှိခိုးတမ်းမှန်တော့လဲအောင်လံမျိုးကားကိတ်ဝင်းအဟောင်းရှင်လူနေအိမ်ဆိုင်ကန်းတွေကိုစစ်တပ်ရဲနဲ့စီပင်တွေကအင်အားသုံးဖြိုဖျက်စီးနေစေဓာတ်ပုံနဲ့ဗီဒီယိုမရိုက်ဖို့အတွက်ဖုန်းအလုံးကိုစစ်တပ်ကလိုက်သိမ်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းအောင်လံမြို့ပေါ်ကာကိတ်ဝင်းအဟောင်းရှိလူနေအိမ်ဆိုင်ခန်းတွေကိုမဖျက်ဆီးဖို့ပြည်သူတွေကရှစ်ကိုတောင်းပန်နေတော့လဲစစ်တပ်ရဲနဲ့စီပင်တွေကအတင်းအဓမ္မအင်အားသုံးဖြူချဖျက်ဆီးနေကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်မင်းကမနက်ပိုင်းမှာမကွေးတိုင်းအောင်လံမြို့စမ်းချောင်းရက်ွက်16လမ်းနဲ့19လမ်းကြားကာကိတ်ဝင်းအဟောင်းရှိလူနေအိမ်ဆိုင်ခန်းတွေကိုရဲစစ်တပ်နဲ့စီပင်တွေကဝင်ရောက်ဖျက်ဆီးဖို့ကြိုးစားနေကြောင်းပြည်သူတွေကထိုင်ကြတော့တဲ့အတွက်ဆိုင်ခန်းလေးခန်းကိုဖျက်သိမ်းပြီးကြံရှိဆိုင်ခန်းတွေကိုအခုအခါအတင်းအဓမ္မဝင်ရောက်ဖျက်ဆီးနေကြောင်းသိရပါရယ်ဆိုင် င်ကန်းတဲ့နေကစုစုပေါင်း52ခန်းရှိပါတယ်အခုတော့လူမနေတော့တဲ့ဆိုင်ကန်း၄ခန်းကိုစဖြတ်တယ်အဲ့ဒီဆိုင်ကန်းတွေကလွန်ခဲ့တဲ့နှစ်30လောက်ကနေကအခန်းကိုဝယ်ပြီးလာစဉ်ပတ်စံသွင်းပြီးနေကြတာဘာရောကြီးမှမပြေးပဲဖြတ်တာလို့ဒေသခံပြည်သူတောင်းကဆိုပါတယ်ဒီကနေ့မနက်ပိုင်းဆိုင်ကန်းတဲ့လူနေအိမ်များကိုဖြတ်စည်းဖို့စစ်တပ်ရဲနဲ့စီးပင်းတွေကလက်နက်ပြည့်စုံတဲ့လမ်းတွေကိုပိတ်ဆို့ပြီးဘတ်ဖိုးများမြေကောဆက်တွေနဲ့တူရောက်ရှိလာခြင်းဖြစ်ကြောင်းပြည်သူတွေကအော်ဟင်ကိုယူကြပြီးတောင်းပန်နေရကြောင်းသိရပါတယ်အမျိုးသမီးတွေကလည်းအော်ဟင်ကိုယူပြီးတောင်းပန်ကြတာပေါ့နောက်တော့ညှိလိုက်တာဆ ိုင်ကန်း52ခန်းမှာအခု၄ခန်းပြတ်တဲ့အထက်မိန်ဆိုပြီးရွှေ့ပေးလို့မရဘူးလဲပြောနေတယ်။ပြည်သူတွေမှာငလင်ပေးကြောင့်ဒုက္ခရောက်နေချိန်ဆိုင်ကန်းတွေလည်းအပြတ်ခံရနေလို့ဒေသခံပြည်သူကဆက်လက် ပြောဆိုပါတယ်။ အကြံပေးစက်ကောင်စီကအောင်လံမြို့ပေါ်မှာပြည်သူများနေထိုင်တဲ့ရက်ကွက်နေအိမ်တွေကိုကျူးကျော်လို့ဆိုပြီးဖျက်ဆီးခြင်းဌာနဆိုင်ရာမြေလို့ဆိုပြီးဖျက်ဆီးခြင်းတွေကိုစစ်အာဏာပြီးချိန်2021ခုနှစ်ကစပြီးလှုပ်ဆောင်နေကြောင်းအောင်လံမြို့ကပြည်သူတွေကဆိုပါတယ်။သတင်းဌာနနဲ့အောင်လံမြို့မှာဖြစ်ပေါ်နေတဲ့စစ်တပ်ရဲနဲ့စီပင်းရဲမတရားနေအိမ်များဖျက်ဆီးနေမှုသတင်းတွေတင်ပြနေမှုကြောင့်စစ်တပ်ကအိမ်ဖျက်နေတဲ့အနီးဝန်းကျင်မှာပြည်သူတွေအားလုံးရဲ့မိုဘိုင်းတယ်လီဖုန်းတွေကိုတပ်ပုံနဲ့ဗီဒီယိုရိုက်ကူးခြင်းမပြုလုပ်ဖို့အတင်းအဓမ္မလိုက်လံသိမ်းဆည်းလျက်ရှိတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်။ 行。Fishing. ကံကောင်းမှပြည်သူများကိုစနိုက်ပါနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်သားကြီးဝင်းဆိုင်ကယ်တိုက်ခိုက်ရပြီးပွဲစဉ်ပြီးတိစုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းကံကောင်းမြို့နယ်မှာပြည်သူများကိုစနိုက်ပါနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အကြံဘက်စစ်ကောင်စီတပ်သားကြီးဝင်းဆိုင်ကယ်တိုက်ခိုက်ရပြီးပွဲစဉ်ပြီးတိစုံခဲ့ကြောင်းရောလင်းတမ်းမှကိုဖကောင်းကပြောပါရယ်။မနေ့ကမန္တလေး25ရက်နေ့မှာကံကောင်းမြို့ပေါ်မှာစစ်ကောင်စီတပ်သားကြီးဝင်းကဆိုင်ကယ်နဲ့တွာလာနေစဉ်ပြူစောတိဖွဲ့ဝင်တအုပ်ရဲ့သားဖြစ်သူမောင်းလာတဲ့ဆိုင်ကယ်ကဝင်းတိုက်ခိုက်ပြီးကြီးဝင်းနေရာမှာတင်ပွဲ င်းချင်းမိတည်ဆောင်ခဲ့ကြောင်းလက်ရှိအချိန်မှာဖြူစော်တီဖွင့်ရဲ့သားဖြစ်သူကိုကံကောမျိုးမရဲ့စခန်းမှာရှင်တိုင်းမှုနဲ့ဖမ်းဆီးထားကြောင်းသိရပါတယ်ကံကောမျိုးပေါ်မှာပဲတိုက်ခိုက်ခံရတာပါပြူစောတီတာကိုတော့ရဲစခန်းမှာဖမ်းထားတယ်ကြည်ဝင်းဆိုတဲ့စနိုက်ပါတပ်သားကပြည်သူတွေကိုစနိုက်ပါနဲ့ပြစ်ခတ်တပ်ဖြတ်နေတာဖေဖော်ဝါရီ29ရက်နေ့ဖြစ်စဉ်ကအတိအကျသိရတဲ့တဲ့ရင်အဲ့ဒီနေ့ကဆိုင်ကနေနှစ်ယောက်စီးလာတာတယောက်က GTP ပွဲချင်းပြီးတည်တာလို့ရောလင်းတက်မှကိုဘကောင်းကပြောပါတယ် ေဆုံးသွားတဲ့စနိုက်ပါတပ်သားជីဝင်ကပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်နေ့ညနေပိုင်းကခလာရ90တိုင်ရင်ဤကံကောမျိုးနဲ့စိုင်းတူးရွာပဲချန်ကိုဆက်သွင်းထားတဲ့တံတားပေါ်မှာစိုင်းကဲနဲ့သွာလာနေတဲ့ကံကောမျိုးနဲ့လာပို့ရွာသားတအုပ်ကိုစနိုက်ပါနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။ဆလတ်ပြီးအေယာရီတိုက်ပွဲတွင်ထိခိုက်ဒီဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစင်ယုံနေနဲ့ဒဇိုဆက်ယုံများကိုခွဲပြီးပို့ဆောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေယာရီတိုင်းရှိချီတာပေါင်းလေးမျက်နာနဲ့ရခိုင်ဆက်တိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ိုအင်ယာရီတိုင်းတွင်ရှိစစ်ရုံတွေကိုခွဲပြီးပို့ဆောင်နေရကြောင်းသိရပါတယ်။တရားရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလေးမျက်နှာစစ်ရုံ၊ငတိုင်းချောင်းစစ်ရုံ၊ပသိမ်မဆာယာနေပသိမ်ပြည်သူစစ်ရုံကြီးများကိုပို့ဆောင်ထားရပြီးတည်ဆုံတပ်ဖွဲ့ဝင်များကိုကွင်းကောက်ဒေသရှိရခိုင်ကုန်းအုတ်တွင်းကုန်းစတဲ့တကြုံဆက်တွေမှာတကြုံနေရကြောင်းသတင်းထုတ်တပ်ဖွဲ့ပသိမ်မှသိရပါတယ်။ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဖောကားများနဲ့တင်ဆောင်လာပြီးပသိမ်အရောက်မှာလူနာတင်ကားရီနဲ့ပြောင်းကပသိမ်စစ်စေးရုံမဆရာလေးကိုပို့ဆောင်နေပြီးစေဝါကုတမရနိုင်တော့တဲ့အတွက်ပသိမ်စေးရုံကြီးကိုထက်ဆောင်မှအထူးကြက်မှတ်ပြီးကန့်သက်ဆောင်ဖြင့်လောက်ခါစေဝါကုတပေးနေရကြောင်းဒေသခံတွေစီကသိရပါတယ်။သွေးလိုအပ်ချက်တွေအရန်များပြီးအပြင်ကိုလည်းအတိမခံနိုင်တော့အရက်သားတွေကိုသွေးမလူတန်းခိုင်းပြီးသူတို့စစ်သားတွေစီကပဲသွေးတွေထုတ်ပြီး၂၁ရက်နေ့ကပသိမ်ကြီးစေးရုံမှာသွေးလူတန်းမွေးလောက်သွားတယ်။ကာမစတတအချုံနဲ့မိသားစု ဝင်နေလို့သိရပြီးမှပသိမ်မျိုးသတင်းရင်းမြစ်ကပြောပါတယ်။ ကြရရရှိသူများလို့သွေးမလုံလောက်တော်တဲ့အတွက်ပြီးခဲ့တဲ့မန္လာ22ရက်မှာပသိမ်စေယုံကြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသွေးထုတ်လူဒဏ်မှုတွေပြုလုပ်ခဲ့ကြောင်းသိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့မန္လာ24ရက်ကတရရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အရာရှိတွေလာရောက်တွေ့ဆုံမှုတွေပြုလုပ်သွားတယ်လို့ဒေသတရင်အရှင်မြစ်တိကပြောပါဗျ။တော်လိုင်းတပ်ဖွဲ့တွေရဲ့တရှိန်တို့ထိုးစစ်နီးကပ်လာတယ်။ရေကြီးအမြောက်တပ်အာမတ344မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတာဝန်ရကင်းချိန်မှာအမြောက်တွေကိုရှမ်းသပ်ပြက်ခတ်နေတဲ့အတွက်ဒေသကံများ စိုးရိမ်ထိန်လန့်နေရကြောင်းသိရပါဗျ။ဒါအပြင်စစ်ကောင်စီကဆက်ဆောင်တွေကိုအခြားအိမ်သုံးကားတွေနဲ့ခေါ်ယူခဲ့မပြုဘဲဘုံကြီးကားတွေကိုသာစီးစစ်ဝင်ထွက်ခွင့်ပြုထားကြောင်းသိရပါဗျ။ ဆက်လက်ပြီးကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်နေကြောင်းပြောဆိုချက်ဒေါက်တာအေးမောင်ညင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောင်ဖြူမြို့နယ်ရှိတရုတ်စီမံကိန်းတွေမှာတရုတ်ပုံကဏီကလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေကြောင်းရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုရဲလို့မလ26ရက်နေ့မှာသတင်းတွေပြန့်နှံ့နေပါတယ်။ကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေကြောင်းပြောဆိုချက်ဟုံမဟုံနဲ့ကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိမှုရှိမရှိကိုတော့ဒေါက်တာအေးမောင်ကဒီကနေ့မလ26ရက်နေ့ညနေ၄နာရီခွဲမှာတယ်လီဖုန်းနဲ့ဆက်သွယ်မိမြ ြန်ခဲ့ပါတယ်။ မဟုတ်ဘူးဟုတ်တယ်ဆိုတာကိုကျွန်တော်မပြောနိုင်ဘူးခင်ဗျားတို့သတင်းဌာနတွေကတွားကြည့်ရမှာကြောက်ဖြူမှာဘလို့ချင်းနေရှိလဲကျွန်တော်လည်းကြောက်ဖြူကိုရောက်တာမဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်လို့လုံခြုံရေးကိုဟုတ်လားကုမ္ပဏီဘက်ကဘလို့လုတ်ထားလဲကြောက်ဖြူရဲ့လုံခြုံရေး area ကိုလေအဲ့ဒါကိုကျွန်တော်မသိဘူးလို့ညင်းဆိုခဲ့ပါတယ်မလ24ရက်ကသတင်းတောက်ချို့ကိုဒေါက်တာအီမောင်ကကြောက်ဖြူဒေသမှာပုဂ္ဂလိကလုံခြုံရေးနဲ့ပတ်သက်တဲ့ဖွယ်စီများရောက်ရှိနေတယ်လို့အတီးပြုပြောဆိုခဲ့တယ်လို့သတင်းမီဒီယာချုပ်မှရှင်းသားထားပါတယ်အဲ့ဒီပေါ်ဒေါက်တာအီမောင်ရဲ့တုံ့ပြန်ချက်ကဘယ်မှာသတင်းတက်လာလဲကျွန်တော်တို့နိုင်ငံသား တင်းမီဒီယာတွေမဖြေထားဘူးနိုင်ငံခြားသတင်းဌာနရဲ့မြည်တိမီမြတ်မှုကိုမှမဖြေဘူးရေဒါပေမဲ့သူတို့ကအဲ့ဒီလိုမျိုးရှိတယ်ဆိုရင်မဟုတ်နိုင်ဘူးမဖြစ်နိုင်ဘူးဒါပဲကျွန်တော်ညစာစားပွဲအတွက်သွားနေလို့ဒါပဲလို့ပြောဆိုသွားပါတယ်အရခတက်တော်အင်းနဲ့နိဆက်သူတချို့ကလည်းကြောင်ဖြူမျိုးနဲ့မှလက်နက်ကင်ဆောင်ထားတဲ့တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေတာကိုလူမှုကွန်ရက်စာမျက်နှာတွေမှာပြောဆိုထားပါတယ်ကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေတဲ့တရင်ကဖေဖော်ဝါရီလကတည်းကတရင်ထွက်ပေါ်နေတာပါကြောင်ဖြူမှာတရုတ်စစ်သားတွေရောက်နေတာကိုတရင်ကြားထားတာကကြားပါပြီဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ထင်တာပေါ့လေဟုတ်တယ်ဆိုရင်တော့တက်တော်နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲမှာသူတို့ဘလို့ရက်တည်မလဲဆိုတာစောင့်ကြည့်ရမယ်စစ်ကောင်စီနဲ့တရုတ်စစ်သားကြားဘလို့ပါဝင်ပတ်သက်မလဲဆိုတာတက်တော်ဘက်ကလည်းဘလို့ပြင်ဆင်ထားမလဲဆိုတာစောင့်ကြည့်ရမယ်လို့ရခိုင်စီစောင့်ကြည့်နေသူတအုပ်ကပြောပါတယ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ရခိုင်စီရင်မှာနောက်ဆက်ချက်တွေပြုလုပ်လာပါကအရခတ်တက်တော်အနေနဲ့လည်းလက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းကြောက်ပြူဒေသခံတအုပ်ကသုံးသပ်ပါတယ်တက်တော်ဘက်ကအတိအလင်းပြောထားတာပဲပေါ့နော်စစ်ကောင်စီကိုရခိုင်မျိုးဘော်ကနေအပြတ်ရှင်းထုတ်မယ်စစ်ကောင်စီနဲ့ပေါင်းနေတဲ့သူတွေကိုလည်းအပြတ်ရှင်းမယ်အဲ့တော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအမှန်တကယ်ကြောက်ပြူမှာရောက်နေပြီးရခိုင်စီရင်ကိုနောက်ဆက်တာလုံလာရင်တော့တက်တော်ဘက်ကလည်းလက်ပိုက်ကြည့်နေမှာတော့မဟုတ်ဘူးထင်တယ်တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ရခိုင်စီရင်မှာဝင်ရောက်နောက်ဆက်တာတွေမလုပ်ဖို့ပဲမျှော်လင့်ပါတယ်ဒါကိုတက်တော် ော်ဘက်ကလည်းကြိုတင်တွက်ဆတာဆွေးနွေးထားတာမျိုးကြီးလည်းရှိကောင်းရှိနိုင်ပါမယ်ကျွန်တော်တို့ကတော့ဆက်ဆောင်ကြည့်ရပါမယ်လို့ပြောပါရယ်ကြောက်ပြုံမျိုးနဲ့ရှိစစ်ကောင်စီရဲ့တညရီဟီတာနဲ့ကာကင်စခန်းတွေကိုအရခတ်တက်တော်ရင်ကတိုက်ခိုင်းနေပြီးတိုက်ပွဲမှာပြင်းထန်နေစေဖြစ်ပါရယ်စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်များနဲ့ရှီတက်ကပစ်ခတ်တဲ့လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ကြောက်ပြုံမျိုးနဲ့ကကျေးရွာ15ရွာထပ်မင်းထဲမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်